တင်းငွေတွေနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဒီဇင်ဘာ10ရက်ကနေ14ရက်နေ့အတွင်းကာလဟာကောင်းသောကံတက်လက်ပွင့်သောကာလဖြစ်တဲ့ညီမကျဲအောင်မြင်မယ်။ရှင်းဆွေးနေထားနေပုံမြင့်တဲ့နေထားကိုရောက်ရှိမယ်။လုပ်ငန်းဝင်ရသူတွေမှာအလုံးစင်တွေ့တယ်မယ်။ဝင်ဝင်တွေ့ပွားမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှာလည်းဒီချိန်မှာမထင်မှားဖဲနေဝင်ဝင်ချင်းစီပြေချင်းတွေရှိလာမယ်။ပြည်ရသူတွေစမ်းပွဲမယ်။မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတွေ့တဲ့ချင်းရဲ့နှစ်သာရကိုကြုံမယ်။ ခီးကိစ္စစီစဉ်သူတွေလူရခီးကိုရောက်ရှိနိုင်တယ်။တရနေ့ကတော့ရာရာစင်ပြေတဲ့အနေအထားနဲ့တွေ့တဲ့တဲ့ကံကြမ္မာကိုရတယ်။ကိုယ့်ရဲ့နေ့မှာအလုံကိစ္စတွေကိုစနစ်တကျလုပ်ရအကျိုးပေးနိုင်တယ်။ဆယ်ရက်နေ့မှာပြဿနာများမယ်၊ရံများမယ်၊တိုက်ခတ်များမယ်။ဆယ်တရနေ့မှာစိတ်ချမ်းသာမယ်၊လူရပြည့်စုံမယ်၊မိကောင်းဆွေကောင်းထောက်ကူရမယ်။ဆယ်ရက်နေ့မှာခီးကိစ္စစင်ပြေမယ်၊လူမျိုးကွဲအကျိုးပေးမယ်၊ဘဝတက်လန်းပေါ့။ဆယ်ကောင်းရက်နေ့မှာရံတိုက်ခတ်ကြတဲ့အနေထိုးပေါက်ပြီးဘဝတက်လန်းနဲ့ဝေကြီးကံကောင်းမယ်။ 14ရက်နေ့မှာတော့အနောက်ဆက်ဒါစီများတယ်မန္တန်နဲ့လက်တွေ့ွာဟရတယ်။ဒီတပတ်တာကာလအတွင်းမှာဂျာသာပရင်းနေဗုဒ္ဓုနဲ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့သောကြာနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။တကဒီကာလအတော်တွင်းမှာနဘဂနံ369ဂုဏန်နေဂျိုးပေးတယ်။အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်။ အဖြစ်အပျက်ပန်းပွင့်တို့ကိုဖျားကတ်သူပူဇော်ပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ပါဆန္ဒပြခြင်းအောင်မြင်ခြင်းတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ7ရက်နေ့နေ့စပြီးတော့14ရက်နေ့တော်တွင်ငွေကြေးကံလုပ်ငန်းကံလက်လာပါကံကောင်းမယ်တို့ရပြည့်စုံမယ်မထင်မှတ်ထားတဲ့အောင်မြင်မှုကိုရမယ်တွက်ဆမထားတဲ့ကံခွေရေးတစ်ခုစီစဉ်မထားတဲ့လုပ်ငန်းတွေလုပ်ကံပြီးတော့ ကံခွင်လန်းနေလုံငန်းရက်တရားနေပူပေါင်းဖြစ်တည်တဲ့အကျိုးဆက်ကောင်းကိုရရှိမယ်အခက်အခဲအားလုံးကိုဖြေရှင်းနိုင်မယ်အင်မတန်ပြင်းမှန်းတဲ့လူမှန်းထားတဲ့ကိစ္စတွေကနေလွတ်လင်းတကူတွေပြင်းမြောက်သွားနိုင်မယ်အယံဝေးရကောင်းတဲ့သတင်းစကားကိုကြုံမယ်နေ့ရက်နေ့အရာရာစင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရက်နေ့မှာရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်ပြန်လည်ပြီးတော့အသစ်တစ်ဖန်စတင်နိုင်တယ်ဆက်တရက်နေ့အခက်အခဲတွေဖြေရှင်းနိုင်တယ်ပြဿနာတွေဖြေရှင်းနိုင်တယ်ရင်းနှီးသူများနဲ့စကားများတတ်တယ် ဆယ်နှစ်နှစ်လက်လာပါကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်အခက်ခဲနဲ့ကြုံပြီးမှအောင်မြင်မယ်ဆက်သွဲနေမှာသေစားထိခိုက်မှုကြီးဆဲရမယ်ဖြားရနာလာကြီးဆဲရမယ်နာယီကိစ္စတွေပုံဝင်ပတ်သက်ရနေမယ်ဆယ်နှစ်နှစ်မှာကောင်းသောပြချက်မှကြိုးပမ်းမှုရှိမယ်ယဉ်ကျေးသူများနဲ့စကားများတတ်တဲ့အပြိုင်ထိုက်ခံတွေနဲ့ကြုံပြီးမှအလိုရှိရာပြည့်စုံခြင်းအောင်မြင်ခြင်းကိုကြုံမယ်တနည်းလာနေရင်ကနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးမယ်တနည်းငွေတွေသောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ် တစ်ချောက်ကိုကနန်းနေကျိုးပြတဲ့အဝါရောင်တေမောင်ရောင်ရွှေရောင်နှုတ်နေအောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စများဆောင်ရွက်ပါအရာရာဆင်ပြေသွားပါမယ်အဝါရောင်ပန်းတို့ကိုဖျားကတ်တူပြီးလိုရာဆူတောင်းမှဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါ